ားလုံးပဲမင်္ဂလာပါဒီနေ့လည်းကျွန်မငါဟင်း propaganda လေးဖြန့်ချီဖို့ထမင်းရောက်ရှိလာပြန်ပါပြီဒီနေ့ချက်မဲ့ငါကတော့ငါဘက်ပါငါဘက်ကိုပထမဆုံးစာစနစ်နေပြီးတော့တတ်ထားပါမယ်ငါဘက်ကအရသာနည်းနည်းပေါ့ရင်ငါဖြစ်တဲ့အတွက်စာစနစ်နေပြီးတော့ခဏလေးတိတ်ထားပါတယ်။သူကကြာကြာနှက်လီမရီနေလုပ်လေးကောင်းလီဆိုတော့ကျွန်မသူ့ကိုနှက်ထားတော့မိဖို့ကြောင့်လေးပါရှင်းလိုက်ပါတယ်။ ဆိုလို့ရှိရင်တော့အနှစ်တောင်ဖို့အတွက်လိုအပ်လေးပြင်ဆင်ပါမယ်ဒီနေ့ချက်တဲ့ပုံစံကဟိုတနေ့ကငတန်းမဆလာချင်းဆက်လင့်ပုံစံလိုပါပဲဒီနေ့တော့ကျွန်မတကယ်တော့ပုံစံအစ်စ်လေးပြောင်းပြီးချက်ချင်းပြင်မယ်အဲရလူတွေကဟိုတနေ့ချက်တဲ့နေ့လေးတိုင်းပဲထွက်ချက်ပေးပါကြောင်းနဲ့ပုံစံတူတူလေးပဲချက်ထားပါတယ်ဒါပေမဲ့ငါးกว่าတော့ရတာရတယ်กว่าရေပေါ့နော်ငတန်းကပုံပြီးတော့အသားချစ်ပြီးတော့ဘယ်လိုရမလဲ ုံးပေါ်အသားနဲ့ပူတူရဲပေါ့နော်အရသာလေကပတ်ကကြောင်နည်းနည်းပေါ်ရဲပေါ်တော့ကျွန်မဘလို့ပူကြိုက်လဲဆိုတော့ကပတ်မွေလို့ပြီးလုပ်ထားတာပူကြိုက်တယ်ပေါ့နော်ဒီနေ့ကအသားရွေးမဟုတ်ပဲねငါဥလေးလဲပါပါတယ်အနေနဲ့အမြစ်ကလေးကိုဒီတစ်ခေါက်တော့နည်းလေးထူပြီးမှစီတက်လိုက်ပါတယ်အလိုစီတဲ့အနေနဲ့လေးမျပူမှုမလားလို့ပါနည်းနည်းလေးကိုဖယ်ပြီးတော့ဆက်နှွေးနဲ့ဆက်စလာအရင်ထည့်လိုက် အလိုမှာကျွန်မပူမွေးရလို့ခံစားရလို့ပါပြီးလို့ရှိရင်ခုနထောင်းတဲ့အနီလေးကိုထည့်ပြီးတော့စီကြကြလေးတက်လိုက်ပါမယ်။ဒါတော့စီယာကိုထည့်ထောင်းဖို့မိသားလို့တတ်တတ်ထည့်လိုက်ရတာပါပြီးရင်မြေုပ်ဒီအနစ်ကလေးထောင်းလာတာအစင်းလေးရှိရနေထည့်ပါရဲအယောင်ဒီမုံနေနေထည့်ပါရဲအယောင်လေးပူလာအောင်ပါလို့ရှိရင်တော့ငံပြားကြီးလေးနည်းနည်းထည့်ပြီးစစ်တပါးအိမ်ငံပြားကြီးအစိမ့်နဲ့ပျောက်သွားပြီဆိုတော့မှငါးကြီးကိုထည့်လိုက်ပါတယ်ထည့်ပြီးတော့ နည်းနည်းလေးໝွေပြီးတော့အများကြီးໝွေလို့ရှိရင်လည်းငါအတိုင်းကြည့်တတ်တယ်ပေါ့နော်တော့ဖြည်းဖြည်းလေးပဲໝွေပြီးတော့သူကြောင်တည်ထားပါတယ်တော်တော်လေးချက်သွားပြီလို့ထင်တဲ့အခါကျမှရေးထက်တယ်ပါတယ်ဥပမာတော့ကျမငါးရင်းနဲ့တွေ့စားဖို့ချင်မောင်ကြီးညွှန်ချက်နေရပါတော်တော်လေးလွယ်ပါတယ်ရေးလေးကိုစုအောင်တဲပြီးတော့ကျွတ်သွန်ပြူလေးထောင်းပြီးတဲ့သွန်ချောင်းမိုလေးထည့်ပြီးလို့ရှိရင်အဲချင်မောင်ရွယ်လေးထည့်ပြီးတော့အရသာအဖို့ငယ်နဲ့ထည့်လိုက်ရပါပြီငါးရင်းဘက်မှာတော့မကြီးရေးလေးထည့်ပြီးတော့နည်းနည်းစုလိုက်ရင်အရသာအပလီကိုမြည်ပြီးတော့အဖို့ငယ်လေးထည့်လိုက်ပါတယ် ငါဟင်းကလည်းကျက်သွားပြီဆိုတော့နန်းနန်းပင်နဲ့ငယ်လေးစိမ့်လေးတို့အပေါ်ထိညှက်ပြီးထည့်လိုက်ပါရဲ့ပြီးရင်အခုနေရာလဲလိုက်ပါရဲ့ဒီကတော့အိမ်အလူတွေအတွက်အဓိကချက်ချဖြစ်တဲ့အတွက်မစားပြတော့ပါဘူးเนาะ follow ရအများကြီးလူတွေအတွက်ကျေးဇူးတင်ပါတယ်ရှင်တတပါ